အားလုံးပဲမင်္ဂလာပါဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့စန့်ကျင်ဘက်များဖြစ် ဖြစ်တည်သောတဘာဝအကြောင်းကိုလေ့လာမှာဖြစ်ပါတယ်တဘာဝဆိုတာကတဆိုတဲ့အတူအတွဲလိုက်နဲ့ဘာဝဖြစ်တည်နေခြင်းကိုပေါက်ဆက်ပြီးတော့စန့်ကျင်ဘက်များအတူတကွဖြစ်တည်နေခြင်းလို့ဖွင့်ဆိုတာဟာဖန်ဆင်းခြင်းရဲ့အခြေခံနေရာမှတွင်ကိုနားလည်စေတယ်လို့နားလည်ရမှာဖြစ်ပါတယ် တဘာဝကိုခွဲချမ်းစစ်ဖြာတဲ့နီလတ်ဟာအတွေ့လိုက်စန့်ကျင်ဘက်အချင်းရများဖြစ် ဖြစ်တည်နေခြင်းဆိုတဲ့ရှုထောင့်ကနေလေးလာတာဟာအလွန်စိတ်ဝင်စရာကောင်းပြီးမှနန်းနေတဲ့အတွေးခေါ်တစ်ခုပဲဖြစ်ပါတယ်။ပါဠိအမြင်ရဲ့စန့်ကျင်ဘက်အပြန်အလှန်မိကိုခြင်းသဘောတရားကိုခရိယံဓမ္မပညာနဲ့ဆက်ဆက်ပြီးတဲ့လမ်းကြောင်းတစ်ခုလည်းနားလည်ရမှာဖြစ်ပါတယ်။တဘာဝဆိုတဲ့စန့်ကျင်ဘက် သဘောတရားတွေကို ကျန်းစာဆူတောင်းနဲ့ဆက်ဆက်ပြီးလေ့လာကြည့်တဲ့အခါမှာစန့်ကျင်ဘက်အတွဲတချို့ဖြစ်လေ့လာကြည့်ကြမှာဖြစ်ပါတယ်။အဲ့ဒီအတွဲတွေကနံပါတ်1အလင်းနဲ့အမောင်းနံပါတ်2အဖိုနဲ့အမကျားမနံပါတ်3တေချင်းနဲ့ရှင်ချင်းနံပါတ်4ခဏတာနဲ့ထာဝရဆိုပြီးတော့ပါလေ့လာကြမှာဖြစ်ပါတယ်။တဲ့အနေနဲ့အလင်းနဲ့အမောင်းအကြောင်းကိုကြည့်တဲ့အခါမှာ လင်းသည်ဘုရားသခင်၏တဘာဝတန်ဆင်းခြင်းကိုကိုးစားပြုပြီးတော့မှအမောင်သည်အပြစ်နှင့်ဘုရားသခင်မရှိခြင်းကိုကိုးစားပြုတယ်။၎င်းတို့ဟာဖန်ဆင်းခြင်းအနေစတင်၍ဝေပြခဲ့တယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒီเจ้าရာကိုတိရောတင့်ငါမှာဘုရားသခင်သည်အလင်းဖြစ်တော်မူ၏အမိုက်အမောင်လုံးဝမရှိလို့ဖော်ပြထားတယ်။နောက်ထပ်ကဘာဦး1 4မှာအလင်းနဲ့ မှအမှောင်ကိုပိုင်းခြားတော်မူ၏လို့ဟောပြတာတွေ့ရပါတယ်။နံပါတ်1အဖို့မကျမနဲ့ပတ်သက်ပြီးတော့မှကြည့်တဲ့အခါမှာအဲ့ဒီအတွဲဟာဖျားသခင်ဤပုံတံကိုပြည့်စုံစွာကိုးစားပြုရတဲ့မျိုးဆက်ပြန်ပွားစီရင်ယူရပြီးတော့မှဖန်ဆင်းခံရသောလူသားဤဘီဇသဘာဝဖြစ်တယ်လို့နားလည်ရတယ်။ဒီเจ้าရောက်ကိုကဘာဦး1 28မှာ ဘုရားသခင်သည်လူကိုမိမိပုံတရားနှင့်အညီဖန်ဆင်းတော်မူ၏။ယောက်ျားမိမကိုဖန်ဆင်းတော်မူ၏လို့ဖော်ပြထားတာတွေ့ရပါတယ်။သုံးနေနဲ့တည်ခြင်းနဲ့ရှင်ခြင်းအကြောင်းတည်ခြင်းဟာအပြစ်ရလက်ဖြစ်ပြီးတော့မှရှင်ခြင်းဟာယေရှုခရစ်တော်အဖြစ်ရရှိတော်ထာဝရသဖြစ်ပါတယ်။ဒီစံကျင်ဘက်အတွဲဟာကယ်တင်ခြင်းတရားရဲ့အဓိကအနှစ်သာရဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်။ ဒီเจ้าရကိုယောမ623မှာအပြည့်အခကတည်ခြင်းဖြစ်ဤဖရာသခင်ဤဂျေဇုတော်ကငါတို့သခင်ယေရှုခရစ်အားဖြင့်ထာဝရတဖြစ်ဤလို့ဖော်ပြထားပါတယ်။နံပါတ်၄အနေနဲ့ခနာတာနဲ့ထာဝရဆိုတဲ့အကြောင်းကိုဆက်ပြီးလေ့လာကြည့်တဲ့အခါမှာလူဘဝဟာခနာတာဖြစ်ပြီးတော့မှပျက်စီးတတ်တဲ့သဘာဝဇာတိပဂတိဖြစ်တော်လဲ။ယုံကြည်သူသည်ထာဝရဒီမြဲသောသဘာဝဖရာသခင်ဤသဘာဝကိုရရှိရဲ့။ ရွေတယ်လို့နားလည်ရမှာဖြစ်ပါတယ်ဒီเจ้าရာကို2កော47 78မှာငါတို့ဒီမြင်ရသောအရာကိုမကြည့်မမြင်ရသောအရာကိုကြည့်ကြ၏เจ้าမူကမြင်ရသောအရာသည်ခဏတာတည်၏မမြင်ရသောအရာမူကအမြဲတည်၏လို့ဖော်ပြထားတာတွေ့ရပါတယ်ဖော်ပြခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှဒီကုန်းကျုပ်နဲ့အရေးပါမှုလေ့လာကြည့်တဲ့အခါမှာတဘာဝဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှပြည့်စုံခြင်းဆိုတဲ့ အဘိဘေကိုနားလည်ဖို့တဘာဝဟာစန့်ကျင်ဘက်များပေါင်းစည်းမှသာပြည့်စုံကြောင်းတစ်ဖက်တည်းဖြစ်မရက်တည်နိုင်တဲ့ဘုပြတာနေတာဖြစ်ပါတယ်နောက်ချက်အနေနဲ့တဘာဝဟာရွေးချယ်ခွင့်ဖြစ်တယ်လူသားရဲ့တဘာဝကိုလေ့လာတဲ့အခါမှာကျွန်တော်တို့ဟာအလင်းနဲ့အမောင်းတည်ခြင်းနဲ့ရှင်ခြင်းအကြားမှာရွေးချယ်နိုင်စွမ်းရှိတဲ့တဘာဝဖြစ်တယ်ဆိုတာကိုလေးပြီးဖော်ပြနေခြင်းသာဖြစ်ပါတယ်ဒါကြောင့်စန့်ကျင်ဘက်များဖြစ်ဖြစ်တည်သောတဘာဝဆိုတာက လူသားတွေလွတ်လပ်စွာရွေးချယ်ခွင့်ရဖို့အတွက်ဘုရားသခင်ကဖန်ဆင်းပေးထားခြင်းသာဖြစ်တယ်ဆိုတာကိုနားလည်ထားရမှာဖြစ်ပါတယ်ဒီလိုဆိုလူသားတိုင်းဟာစန့်ကျင်ဘက်များဖြစ် ဖြစ်တည်သောတဘာဝကြောင့်ပဲလွတ်လပ်စွာရွေးချယ်ခွင့်ရှိကြတယ်ဆိုတာပါပဲဒါပေမဲ့အဲ့ဒီရွေးချယ်ခွင့်ဟာကန့်သက်ရှိနေတယ်ဆိုတာကိုသတိပြုဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့လူသည်မတည်ခင်သာရွေးချယ်ခွင့်ရရှိပါမှဖြစ်ပြီးတော့မှတည်ပြီးတဲ့နောက်မှာရွေးချယ်ခွင့်မရှိတော့ဘူးဆိုတာကို နားလည်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ယနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာစန့်ကျင်ဘက်များဖြစ်ဖြစ်တည်နေသောတဘာဝဆိုတဲ့အကြောင်းနဲ့ပတ်သက်သောကြံ့ချက်များဖြစ် ဖော်ပြမြောက်ဝေခဲ့ခြင်းဖြစ်ပါတယ်။နောက်ထောင်သူအားလုံးပေါ်ဘုရားသခင်ဤယေရှုတော်တက်ရောက်ပါစေ။အာမင်။